မန္တလေးငရင်ကြီးဖြစ်ပေါ်ခဲ့ပြီးနောက်ရေလောင်တမန်များရဲ့ကြန့်ခိုင်မှုနဲ့ပေကင်းလုံခြုံရေးအတွက်စိုက်ပျိုးရေးမွေးမြူရေးနဲ့ဆယ်မြောင်းဝင်ကြီးဌာနဆယ်မြောင်းနှင့်ရေသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှပညာရှင်များကကွင်းစင်းစစ်ဆေးခြင်းနဲ့တမန်ကိုယ်တွေထိခိုက်မှုရှိမရှိဘူမိယူပါစမ်းသပ်ဆက်ဖြင့်တိုင်းတာစစ်ဆေးခြင်းများကိုဆောင်ရွက်ခဲ့ပြီးလိုအပ်တဲ့ပြင်ဆင်မှုမှန်မှုတွေကိုဦးစားပေးလုပ်ငန်းလိုက်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါဗျာ။ ဒီကနေ့နဲ့ပိုင်းမှာစိုက်ပျိုးရေးမွေးမြူရေးနဲ့ဆယ်မြောင်းဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဦးမင်းအောင်သည်ဒုတိယဝင်ကြီးဦးဘိုဘိုကျော်နဲ့အတူဇင်ယာသီရီမြို့နယ်ရှိပေါလောင်ရေလောင်တမန်တို့တွားရောက်ပြီးတမန်အတွင်ရေးသူလောင်ထားရှိမှုတမန်ချန့်ခိုင်မှုနဲ့ရေးဘူလွဲတို့ကိုကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများကငရင်တန်ကြောင့်တမန်ထိတ်မြင့်တဲ့ပြင်မှာအနက်၃ဘီခွဲခန့်ရှိအလျားလိုက်အကြောင်းများဖြစ်ပေါ်ခဲ့မှုအားအသေးစိတ်စစ်ဆေးချက်အရာ တမန်ဘေကင်းလုံးကျုံရေးပေါ်တက်ရောက်မှုမရှိတဲ့အခြေအနေနဲ့အဲ့ဒီအကြောင်းများကို မြေတရုတ်ဖြည့်သွင်းပြုပြင်ပြည့်စုံမှုအခြေအနေများကိုရှင်းလင်းတင်ပြကြပါတယ်။တင်ပြချက်တွေပေါ်ပြည်နောက်စုဝင်ကြီးကမမျော်မှန်းနိုင်တဲ့တဘာဝဘေးဖြစ်ပေါ်လာရင်တမန်များရဲ့ဘေကင်းလုံးကျုံမှုကိုကာကွယ်ထိန်းသိမ်းနိုင်ရေးကြိုတင်တွက်ဆထားဖို့လိုအပ်ကြောင်းရေဘိုလဲပြုပြင်မှုကိုခွင့်ပြုရန်မုံငွေနဲ့လုပ်ငန်းများအပိုင်းလိုက်ဆောင်ရွက်ဖို့နဲ့ အရေးသွေးစံချိန်စံညွှန်းပြည့်ပြီးစွာဆောင်ရွက်သွားဖို့တာဝန်ရှိသူများအားဆွေးနွေးမှကြားပါရယ်။ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးဟာပေါင်းလောင်းရေလွှဲစဲအဝေးရဆဲအားကြီးစုဆစ်စီပြီးရေလွှဲစဲကြန့်ခိုင်ရေးစိုက်ပျိုးရေးပေးဝေတဲ့ပင်မမြောင်းပေါင်များရဲ့ခန်းတိုင်းဝန်အရရေလွှတ်ပေးရမယ့်အနေထားများနဲ့ရေတောက်စနစ်တွင်ရှိစိုက်ဧရိယာများရဲ့တည်ထက်စွမ်းအားမြင့်တင်နိုင်ရေးဆိုင်ရာများကိုတာဝန်ရှိသူများအားဆွေးနွေးမှကြားပါရယ်။ အဲဒီကမှတဆင့်ပြည်အောင်စုဝင်ကြီးနဲ့ဖွဲ့ဟာចောင်းမငယ်ဆေးရီတောက်လေဝဲမျိုးနဲ့တဆင့်ပင်ကျေးရွာအုပ်စုစနစ်ကြလဲမြေမှာဌာနဆိုင်ရာများတောင်သူများနဲ့တွေ့ဆုံရာဆယ်မြောင်းနှစ်ရေသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတာဝန်ရှိသူကငရင်ကြောင့်ចောင်းမငယ်ဆေးရီတောက်စနစ်တွင်ရှိတူမြောင်းအဆောက်အုံများထိခိုက်ပျက်စီးခဲ့မှုနဲ့အဆင့်လိုက်ပြုပြင်နေမှုနှွေစပါးစိုက်ချိန်အမီရေပေးဝင်မဲ့အခြေအနေများကိုရှင်းလင်းတင်ပြမှုပေါ်ပြည်အောင်စုဝင်ကြီးက လာမယ့်မိုးစဘာရာသီမှာအောင်နိုင်တိုးစဘာမျိုးစိုက်ပျိုးသွားကြဖို့နဲ့ထွက်ရှိလာတဲ့စဘာများဝယ်ယူမဲ့ဆန်ဆက်လုပ်ငန်းရှင်များနဲ့ချိတ်ဆက်ဆောင်ရွက်ပေးမဲ့အစီအမံများကိုရှင်းလင်းပြောကြားပါတယ်။အဲဒီနောက်ပြည်နာစုဝင်ကြီးနဲ့ဖွဲ့ဟာတခိနာတီတီမျိုးနဲ့ရန်အောင်မြင်းစဲတို့တွားရောက်ပြီးပြင်းထန်ငရင်တန်းကြောင့်ကုံကျော်တမန်အမှတ်3ရဲ့ ကံရည်ပြည့်မှတ်အထက်မှာထိခိုက်ပျက်စီးမှုနဲ့ပင်မတမန်ကိုရဲစန့်ခိုင်မှုစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကိုကြည့်ရှုစစ်ဆေးပြီးထိခိုက်ပျက်စီးခဲ့တဲ့အပိုင်းအားဖေရှားရှင်းလင်းကတမန်ဖိုးဖို့တင့်တော်တဲ့မြေမျိုးစားဖြင့်မြေသားပြန်လည်ဖွဲ့ခြင်းလုပ်ငန်းများဆက်လက်ဆောင်ရွက်ဖို့နဲ့ရေထုတ်လမ်းကြောင်းတလျှောက်အားရေစည်းရေလကောင်းဝင်ပြီးတင်းနှံဆိုင်ခင်များမှာအသုံးချနိုင်ရေးတာဝန်ရှိသူများအားဆွေးနွေးမှာကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။